ိုင်ဖုံကြီးကတိမ်ချောင်းတကာမကိုရရက်ဆက်ဆက်ဓာနဲ့ခုတ်ပြီးတော့မသိမချင်းတတ်ပစ်ခဲ့တာဒီဖြစ်စဉ်ကပြီးခဲ့တဲ့9လပိုင်း22ရက်နေ့ကရန်ကုန်တိုင်းလှေကူးမြို့နယ်ကအောင်ဖုံပြည့်ဆိုတဲ့ကျောင်းမှာဖြစ်သွားခဲ့တာအဲ့ဒီတကာမကမင်္ဂလာတုံမြို့နယ်မှာနေတယ်အဲ့ဒီဖုံကြီးကိုကျောင်းနေကားတွေလှူပေးနေတဲ့တကာမလည်းဖြစ်တယ် ဒကာမရဲ့အမေကဖုန်ကြီးချောင်းမှာဖုန်ကြီးရဲ့အမေနဲ့အတူတူသွားနေတယ်။သူ့ရဲ့တူလေးကလည်းအဲ့ဒီချောင်းမှာပဲကိုရင်ဝင့်နေပါတယ်။ဒါဆိုဖုန်ကြီးကဘာကြောင့်ဒီလိုရရဆက်ဆက်တက်ပစ်ခဲ့ရတာလဲ။ မနက်ခင်းတခုမှာចောင်းထိုင်ဖုံးကြီးကနေပြီးတော့တက္ကမကိုသူ့အမေနေမကောင်းလို့ပါဆိုပြီးတော့ခေါ်တဲ့အခါမှာတက္ကမကចောင်းကိုတွားခဲ့တယ်။ចောင်းကိုရောက်တဲ့အခါမှာတက္ကမကိုတင်ကန်းကိုလျှော်ခိုင်းပြီးတော့ចံတဲ့ကိုရင်လေးတွေကိုလည်းစွန်းကန်ထွက်သွားခိုင်းခဲ့တယ်။တက္ကမကတင်ကန်းတွေလျှော်နေတဲ့အချိန်မှာပဲရေချိုကန်းထဲကိုចောင်းထိုင်ဖုံးကြီးကဝင်လာပြီးတော့အတင်းအာဓမာပြုကျင့်ဖို့ကြိုးစားခဲ့တယ်။တက္ကမကလက်မခံတဲ့အချိန်မှာရုံရင်းဆန်ခတ်တွေဖြစ်ကြပြီးတော့တက္ကမကိုရရက်ဆက်ဆက်ဓာတ်တွေနဲ့ခုတ်ပစ်ခဲ့ တာတက်လာတဲ့ပုံထဲမှာဆိုရင်သွေးအိုင်ထဲမှာလဲကျပြီးတော့လက်တစ်ဖက်ကလက်ကဝက်ကနေပြက်ကျနေပါတယ်။သူ့ရဲ့အမေကမလုပ်ပါနဲ့လို့အကြိမ်ကြိမ်အော်နေခဲ့တယ်။ဘုန်းကြီးကထွက်ပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့15မိုင်ဖယားနာမှာဖမ်းမိသွားခဲ့တယ်။ဒီအဖြစ်အပျက်ကိုဒကာမရဲ့အမေဖြစ်သူကလည်းမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတာဒီအမှုကိုတော့ဆက်လက်ပြီးတော့ဆောင်ရွက်နေစေလို့သိရတယ် ေဆုံးသွားတဲ့ဒကာမကိုတော့မေလ23ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်မှာတကြုံမယ်လို့သိရပါဗျ။ဒကာမရဲ့အသက်ကတော့58နှစ်ရှိပြီလို့သိရတယ်။အခုခေတ်ကြီးမှာဖုန်းကြီးအတုရောင်တွေကလည်းပေါ်များလာတဲ့အတွက်အလူရှင်တွေအတွက်အစ်အမှန်တွေကိုရွေးချယ်ပြီးတော့မှလှူနိုင်ကြပါစေနော်။